မင်္ဂလာပါပရိသတ်တွေဆက်ပါ Happy birthday တော်ရောက်တဲ့ဟာလေသူတို့လက်ဆောင်မပေးလဲပေါ့ဟိုသူတို့ဒီလိုမျိုးအမြဲတမ်းနှစ်တိုင်းနှစ်တိုင်းကိုအမှတ်တရနဲ့အဲ့လိုခိတ်ခွဲပေးရနေတယ်ကျင်နဲ့နေပြီကျန်တဲ့ဟာကဘာလက်ဆောင်မှမလို့မဲ့သူတို့ကလက်ဆောင်တွေကဝယ်ကြရတယ်သူတို့ကအမြဲတမ်းမမူးနေမှာရရှင်ပါစေလို့ဆုတောင်းပေးပါတယ်ရှင်အပြူပွားတယ်ဘာခလေးနှစ်ကောင်ထွက်တယ်ဒီအပေး1990ဘောမှာအဲ့တော့ဘယ်လောက်ဆိုလဲပိတ်သက်တွေခက်မှန်းကြည့်တဲ့ပါ ကြမလေးချောကလက်ကေကျွန်မချောကလက်ကေပဲကြိုက်တာ။ဟိုမင်းကြီးရေမင်းကြီး။ဟာဒီမှာဟိုမှာအုတ်ထုတ်တာပီအုတ်ထုတ်တယ်။ဘာလဲဟိုဟာ ready made လောက်ထားရလား။ဟိုလိုကိုနဲ့။အင်းပီအုတ်ထုတ်တယ်။ ပို့ခွတ်ခါတော့ပို့မှာ universal သွားပြီးဆော့လိုက်တာ transformer လေအဲ့အမှအုတ်ထုတ်လေးချက်လိုက်ပြီးတော့ကွာအဲ့အမှပြန်လဲပြန်လာအုတ်ထုတ်ကိုကြံခဲ့တာအဲ့နဲ့သွားပြန်ယူလို့ဟာရမလားမသိဘူးမရမလားမသိဘူးပြီးတော့မလုံးကအရှမ်းနဲ့မြောက်ဖို့ကောင်းတယ်သွားယူမယ်သွားမေးရင်ကောင်းမလားဘယ်တော့မှမလို့သွားမေးရမှာလဲသူတို့ကအထွက်ပေါက်ပဲရှိရဲအဝင်ဘက်ကမေးရမှာလားထွက်ပေါက်ကမေးရမှာဘယ်မှတော့မေးမှာလဲမသိဘူးဆိုနောက်ဆုံးအုတ်ထုတ်တလုံးဆုံးသွားတော့အုတ်ထုတ်နောက်ဆုံးပြောင်းကျေးဇူးတင်ပါတယ်ဆပ်ပရိုက်ရအောင်မနော်တကယ်ဆပ်ပရိုက်လို့သူတို့ကသူတို့ကိုပြန်ပြီးတော့ဆပ်ပရိုက်ပြန်လုပ်ခဲ့တာပါ ဟုတ်ကဲ့ပါအော်ကောကြုံပြီးတော့စောက်နေရမို့လို့တက်ရောက်ထဲထားလဲခါခါနေမှုလို့အနာက14ဒီချပူကဲသမီးကဘလို့ album ထွက်ပြီးကြတယ်သူတို့အားပေးကြတာအားပေးကြတာသူတို့တော့မှကလေးရောယာယီကလေးညှောက်ဖြစ်နေကိုရီးယားကိုရီးယားမှာကလေးဖြစ်နေတော့မှရှိသေးတယ် က်ဆောင်မပေးလဲပေါ့ဟိုသူတို့ဒီလိုမျိုးအများနဲ့နှစ်တိုင်းနှစ်တိုင်းကိုအမှတ်တရနဲ့အဲ့လိုခိတ်ခွဲပေးရနေတော့ကျင်နဲ့နေပြီကျန်တဲ့ဟာကဘာလက်ဆောင်မှမလိုဘူးမဲ့သူတို့ကအမှဟိုကျုပ်အဲ့မှစုပြီးတော့အမှလက်ဆက်ဒီလက်ဆောင်တွေကဝယ်ကြရတာသူတို့ကအများနဲ့သူတို့ကလက်ဆောင်အဓိကမဟုတ်ပါဘူးသူတို့စေတနာအဓိကပါစဉ်းစားပြစ်တာကတော့ကိတ်လေးပေါ့တို့နေစီစဉ်ကြမယ်ပေါ့ဆိုတော့အာမပိုက်ကနေပြီးတော့အဲ့သူလဲကြိုက်ဘဘလဲလဲချောကလက်ကြိုက်တာငါသိရတယ် ့ strawberry နဲ့ chocolate လေးနဲ့ပေါ့နော် ice cake cake လေးကမှာမှာဖြစ်တာပေါ့ကော။ငါ့ကိုအားပေးနေပြီဆိုတာထက်သူတို့ကကိုယ့်ကိုတနေ့တနေ့ကိုမတ်ဝင်ပြီးရေးလဲဘာမှမဖြစ်ဘူး။သူတို့ကတလလုံးလုံးနေရောကိုယ့်အဖက်မလို့လဲဘာမှမပြေဘူး။ဒါပေမဲ့သူတို့စိတ်ထဲမှာလည်းအများကြီးရှိရဆိုတော့ကိုယ်ကသိရယ်။သူတို့ကလည်းကိုယ်စိတ်ထဲမှာရှိရယ်။ဟိုမှာသူတို့ကြုံလို့လည်းကိုယ်ကသာတုံတော့မပြောဘူး။ကိုယ်သူတို့လည်းကိုယ်နဲ့အဲ့လိုမျိုးတခြား fan တွေလိုမျိုးနော်။လုံးဝ keep in touch မဖြစ်ဘူး။ တော့သူနေကြတာပေါ့နော်ဒါပေမဲ့ဟိုတကယ် birthday ရှိလာပြီဆိုလို့ဆိုရှင်တို့အမြဲတမ်းတက်တက်ကြွကြွနဲ့ဟိုအတုံခုံဆိုင်ပို့ဖို့ဆိုလို့ဆိုရှင်ပို့ fan တွေကိုအမြဲမှဟာဟိုတခုခုဖြစ်လာလို့ရှင်တို့ဝင်မပါနဲ့ဝင်ပြီးတော့ဘာမှမပြောနဲ့ပေါ့နော်ဘာလို့ဆိုကိုကြောင့်တို့အာစိတ်နှောက်ရှက်ဖြစ်စေခြင်းကိုကြောင့်တို့အာကုတုံမဖြစ်သေးခြင်းခါကြရင် fan တွေတချို့တချို့ကလေးတချို့အငယ် fan တွေရှိတယ်အငယ် fan တွေကစိတ်လိုလဲရတယ်တော်မှာသူတို့ကတပ်ပြုံးမလုပ်ပါနဲ့မပြောပါနဲ့ဟောပေါ့နော်ဟောသူတို့တွေဟောစိတ် စိတ်အဆင်မပြေဖြစ်မှာဆိုလို့ကိုအဲ့လိုမျိုး fan တွေကိုတားဟာအရေးကြီးရဘူး fan တွေကလည်းအဲ့အဲ့လိုမျိုးအတားလုံလုံလာတော့မသိဘူးဘာမှမပြောကြဘူးဖက်လည်းမလို့ကိုလည်းဘုံမပြောကြအဲ့မှထွက်လေသူတို့ကသူတို့ profile ချင်ချင်းလိုက်တယ်အကိုမှလည်းဝင်ပေးတော့အရှင်ရောအဲ့မှစိတ်ထဲမှာအမြဲရှိကြပါသလိုမင်္ဂလာပါပရိသတ်တွေဆက်ပါ happy birthday မမမူနေမှာရရှင်ပါစေလို့ဆုတောင်းပေးပါတယ်ရှင် ်သူကတော့ तू အမြဲတမ်းပဲအမဟိုကမသိလို့ရှင် तू ဤစားကြတယ်နေပဲလာလာပြီးတော့မက်ဆေ့ချ်မှာစကားလေးလာလာပြောပြီးတော့မသိရင် तू နဲ့ကိုယ်လည်းကြိုက်နေကြတယ်ပြောလို့ ကဲပိုမွေးနေရစပြီးတော့နောက်နှစ်ပေါင်း120တိုင်းအသက်ရှိပါစီဘုလို့ပြမကြည့်90ရှိ80လောက်ပဲရှိတယ်80ပဲလားဟုတ်ဘာလို့ဆိုတော့အဲ80ဆိုလို့ရှိရင်တော်သေးရလေကျန်းကျန်းမမကိုယ့်ရဲ့ခန္ဓာကိုကိုမနိုင်သေးဘူး80ဆိုတော့ဘာကြီးဖြစ်နေတော်ပြီအများကြီးလုံလောက်ပြီပေါ့နော်အဲတော်ပြီ80အထိပဲကောင်းကောင်းလေးအသက်ရှင်ချင်တာကောင်းကောင်းလေးအသက်ရှိပါပြီးတော့နေထွက်တဲ့မိသားစုလေးတည်ဆောက်နိုင်ပါစေရစနေကြပါစေတော်ဘဘဒီလချင်းဝယ်လို့ဆိုရှင်လိုက်ပြီးဒီလချင်းဝယ်လိုက်ဝယ်နိုင်ကြပါစေအပြိုးပွားတယ်ပါပါ ခလေးနှစ်ကောင်ထွက်တယ်ဒီအာပေးဘယ်နေမှာစားပြီးပြောရှင်းပါသေးလူရင်းဆန္ဒတွေပြေးပါသေးအဲပတ်စံတွေအများကြီးရှာပြီးတော့လှုပ်ချင်တာကြီးလှုပ်ခီးတွေအများကြီးထွက်ရပါစေဆက်ပါလေ15နှစ်ပြည့်15နှစ်ပြည့်မှာလားအော်ဘောနိုင်ထောင်ကောက်ကိုတဲ့ဘောမှာအဲ့တော့ဘယ်လောက်ဆိုလဲပြိတက်တွေခက်မှကြည့်လိုက်ပါဟုတ်ကဲ့လူတွေကအမြဲတမ်းပျော်ရွှင်မှုဆိုတာမဖြစ်နိုင်ဘူးဆိုတာသိရတယ်ဒါပေမဲ့စိတ်ချမ်းသာကြတယ်ဟိုပတ်စံတွေအများကြီးရှိကြမလို့ အအများကြီးလဲဒီအောင်မြင်မှုတွေနောက်ပတ်စံတွေအနောက်ကိုအကြီးအကျယ်ကြီးလိုက်နေတာထက်ဟိုစိတ်ချမ်းသာခြင်းနေပါတော့ဒီအသက်ရွယ်မှာဘိုးဘယ်အချိန်မှာတေးမမမသိတဲ့အချိန်မှာဘိုးတို့အာတရားဓမ္မနဲ့ဘိုးတို့နေခြင်းနဲ့တစ်ချက်နောက်တစ်ခါကျတော့မွန်ပိုကီရဲ့ဘိုးကိုချစ်တဲ့ဖန်တွေတငယ်ချင်းတွေနဲ့ဘိုးတို့ဘဝခီကိုရှေ့ဆက်သွားကြတယ်ဘောနော်အဓိကဘိုးအပင်နေဆိုင်မယ်အဲချစ်တဲ့လူတွေနဲ့သချင်းလေးအေးအေးဆေးဖန်တီးမယ်ဥ music ဖန်တီးရဲ့နေရာမှာလဲကိုဖန်တီးကျင်တာဖန်တီးအဲ့လိုမျိုး ကိုလိုချင်တိုင်းလုပ်ပြီးတော့နေွားကျင်တာပေါ့နော်